ဆက်စလူးမလေးပေါ့နော်ဒီကွက်တီကြနေရလားနောက်နေရလားကိုမြင့်မြတ်နဲ့ကတာခုံလိုက်တာပေါင်ကွာပြီနှစ်ရက်လောက်တော့မထနိုင်ဘူးအေးရတယ်အဲ့ဘလို့ဘာသာမစီတော့အဲ့လိုမျိုးဆိုညနေတဲ့မင်းသမီးလေးပေါ့လေဒါမမစီနီယာကြီးနဲ့ရရတော့ဟိုနည်းနည်းတော့ရင်ခုံတာပေါ့အဲမဟုတ်တာလေစမမင်းသမီးကိစ္စအောင်မင်းသားမြတ်မြတ်နဲ့တွေ့ရလေ ဆက်စလူးမလေးပေါ့နော်ဆက်စလူးမပုံစံလေးနဲ့ကိုမြမြကိုလိုက်ကြိုက်ပြီးတော့အနိုင်ကျင့်တဲ့ကောင်မလေးတယောက်အနေနဲ့မြင်ရမှာပါဟုတ်အဲ့ကားရိုက်တော့အမှတ်တရကြီးအများကြီးပဲသူကအဲ့အဲ့ကားရိုက်တော့ဟိုအဲ့တော့အရန်ပူတယ်လေရှင်းနှစ်ကဒီလိုအချိန်ပေါ့ရိုက်တော့အရန်ပူတော့ဖျားတာအဖျားက103ညနောက်နေ့မနေ့ရှိတယ်ဆိုညအစတော်ဝင်ရောက်ထားတာအရန်ရိုက်ချင်လို့အာဂျီလုံးလို့အဖျား103နဲ့အာတွားရိုက်ထားတာအမှတ်တရပြီးတော့အဲ့မှာတက်တော့ရိုက်တဲ့ခန်းလေးပါလေဆိုကိုမြင့်မြတ်နဲ့ကတာခုံလိုက်တာ

ီအနုပညာအလုပ်ပြကျွန်တော်လည်းနည်းနည်းဝေးกว่าလေပေါ့เนาะကိုက make up သဘင်ပြင်တာ make up ဆရာဆိုတော့အဲ block လေးပဲရိုက်တာဆိုတော့တော့ကြီးဟိုမဟုတ်ဘောဒါပေမဲ့လည်းကိုယ်ချစ်ခင်မှုရကိုရိုက်ရလာရဲ့ရိုက်ရလာတဲ့အချိန်မှာတနည်းကိုတကန်းတကားလောက်ရိုက်ရတယ်အဲ့တော့ရိုက်ရတော့ကိုကကိုယ့်ရဲ့အခွင့်အရေးလေးကိုလက်မလွတ်ချင်ဘူးလက်မလွတ်ချင်တော့အကောင်းဆုံး တော့ရိုက်ထားတယ်ကိုရတဲ့ဇယုတ်ကလေးပေါ့เนาะအကောင်းဆုံးတရုတ်ဆောင်ထားပါလေဟုတ်ကိုရတော့ခုမှရိုက်တဲ့မင်းသမီးလေးပေါ့မျက်နှာသက်မင်းသမီးလေးပေါ့လေဒါမမစီနီယာကြီးနဲ့ရိုက်ရတော့ဟိုနည်းနည်းတော့ရင်ခုန်တာပေါ့ဒါပေမဲ့သူတို့လက်တွဲခေါ်ပါတယ်ဟုတ်အဲ့လိုမစားမစီတော့အဲ့လိုမျိုးဆိုအဲ့လိုမဟုတ်ပါဘူးဟိုဗာအားလုံးကလည်းဒါချစ်လို့နေရာလေးပြီးတော့လေဟိုလောက်ခွင့်လေးရတာပေါ့လေဟုတ်ကျွန်တော်ရှေ့ရောက်ကျုပ်ကကောင်းမွန်ဆက်ဆံမှာမဟုတ်တော့ဘူးနော် င်တော့ညကဘာလို့ချက်လို့လဲပြ။ဘယ်လိုချက်လဲကော။ညကမလောင်းလေအဲ့လိုမလောက်ရဘူး။ဟိုကအုပ်စယူ။ငေးကလင်နာယူ။အော်အဲ့လိုမခံယူဝဲမအောင်သူတို့ကကြောက်လေဝါဒနာရဝင်လောက်တာဖြစ်တဲ့အတွက်အရန်ခက်ခဲတယ်မုတင်ရပြိုင်ဆိုမရသေးဘူးတကယ်တမ်းဆိုရင်တော့ဒရမာရိုက်ချင်တယ်ဒါပေမဲ့မဖြစ်နိုင်သေးဘူးပေါ့နော်အဲ့ဒါကြောင့်ဒရမာဆိုရင်တော့ရရတဲ့ခါပြောရင်တော့ဒရမာတကယ်ကောင်းကောင်းလို့ရှိရင်တော့ ရဲကြိုက်တဲ့ဇေတာပဲရိုက်မယ်ဟိုဟိုဟာတာကားရရောရိုက်နေကြပုံမှန်ဖြစ်နေရောလေဟိုဒီလောက်ကြီးမဟုတ်ဘောเนาะတကယ် LGBT ဇာတ်ရုပ်ကိုမဒရမာဆိုရင်အလကားတော့ရိုက်ပေးချက်နဲ့တကယ်ပေါ့เนาะစင်းကို20 30လောက်နဲ့ထိထိမိမိဆိုရင်အလကားရိုက်ပေးမယ်ဝါသနာပါလို့ဟာတာရောဒရမာရောအကုန်လုံးကဘလို့ခေါ်မယ်ဒါအမှုပညာပဲလေဒါပေမဲ့ကိုဟာတာအမှုပညာကတော့ကိုကလည်းငွေရဲ့အရှုံးဖောက်တတ်တဲ့လူဆိုတော့နည်းနည်းလေးတော့ဟိုလုတ်တတ်တယ်ပေါ့เนาะဒါလေးကိုလုတ်ပုံမကြွချင်တဲ့အပိုင်းတွေမှာလုတ်ကြည့်ချင်တာပါဟုတ်ဥစ္စမနဲ့အခန်းတွေပေါ့လာမယ်ဥစ္စမနဲ့အခန်းတွေဆို မဖြတ်ပြင်းတော့ပါလာပေါ့အဲ့ဒါလေးရတော့အမွေနောက်ပေါ့နော်အဲ့ဒါလည်းသူတယောက်တည်းအနေနဲ့ပဲအပျော်အနေနဲ့လောက်တာပါနော်ဟိုဘယ်လိုမှဘယ်လိုမှဒီလို LGBT ဇာတ်ရုပ်တွေကိုထိခိုက်တာတော့ LGBT နဲ့မဆိုင်ပါဘူးကိုယ့်ရဲ့ဇာတ်ရုပ်ကိုယ့်ရဲ့ character တစ်ခုအနေနဲ့ပဲလောက်တာပါလို့ဟုတ်ကိုရတို့ချက်ဆုံးတော့ဖြစ်နေတယ်။ကောင်းပါ။နောက်ထောင်းနေတော့ပါချလိုက်ပါတော့။တို့ရုံးပါလေ။တန်ရတဲ့ကောင်မှမရှိဘူး။အဲ့ဒီဝန်ထမ်းတွေအားလုံးကမာမီသမီးတွေ။ဟိုအားလုံးဝန်ထမ်းဖြစ်နေတာလေ။အချစ်ပဲ။ မဟုတ်တာလေစမမင်းသမီးကိစ္စအောင်မင်းသားမြင့်မြတ်လည်းတွေ့ရလေဘလို့ပြချက်ချင်းအမန်တော့ရှိရနော်စမဇက်လိုက်လည်းတွေ့ရလေအဲ့ဒါကြောင့်ရိုက်တာဒီကားဟုတ်တာဟုတ်ဘူးတော်တော်များများအတားအဲ့ဒီတော်တော်များပါပါလေအဲ့တော့ပျော်ရပါပြီပြီးတော့သူနောက်ဆုံးရိုက်တဲ့စင်းကြီးဆိုတင်မောကြီးပေါ်မှာလေတနေလုံးနေပူတွေခံပြီးခေါင်းထိတော့ကြိုက်တယ်အဲ့လိုဘော်ဒရာကြီးပေါ်မှာလေအဲ့လိုနေလာတာကိုလို့လက်စင်ပေါ့နော်ပျော်လဲပျော်ရပါပေါ့ ။ဟဲ့ဘလို့ဟဲ့ဖြေကန်ဒီကိုပစားပိတ်လိုက်တယ်။အဲ့လိုတော့မရှိပါဘူး။အလကားပါသူကဒါမိတ်ကပ်လိမ့်နေ။သူကသူ့ရဲ့ live ကကျန်ရှိရဲ့ live မှာသူပျော်ပျော်ပဲနေကျင်တယ်။ခီးရသွားမယ်။အဲကိုနဲ့ချစ်တဲ့သူတွေနဲ့ဆိုမိတ်ကပ်လိမ့်မယ်။အဲကို့ပေါ်လာဟိုအလုပ်အပ်တယ်ဆိုအကောင်းဆုံးလုပ်ပေးသွားမှာဒါပဲ။အမှုပညာလုံးလုံးဆိုလည်းလုပ်မယ်။အဲ့တော့မင်းသမီးရဲ့ဘာကြောင့်ကိုကမဟုတ်ဘူး။ကိုရီးယားအဓိကတရုတ်ဆောင်ဖြစ်ချင်တာ။မင်းသမီးလည်းမဖြစ်နိုင်ဘူး။ပြီးတော့ LGBT ဇာတ်ရုပ်ကိုလည်းဟိုချက်ချက်နဲ့နဲ့နေရာပေးတဲ့လူတွေနဲ့လည်းဟို ဆုံကျင်ပါသေးတယ်အဲ့လိုမျိုးမရှိဘူးပေါ့နော်သူတို့ပြီးပါရဲဆိုတော့ဘယ်သူပဲရိုက်ရိုက်ပေါ့ကောလာဟေးဟာဟူဟဲပဲဖြစ်နေတာဆိုတော့လေဟိုရိုက်ချင်သေးတယ်ပေါ့နော်ဟုတ်